ပါရှင်။ရန်ကုန်ခေတ်သတင်းဌာနကနေသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မြဝတီမင်းလက်ပံတွင် KNU နှင့်စစ်တပ်တိုက်ပွဲဖြစ်ပြီးနောက် DKPA ဤကြားဖြတ်လုပ်ယုံများကို KNU ကဝင်ရောက်စီးနှင်း DKPA အဖွဲ့ဝင်230ဦးလက်နက်ချပြီးကြားဖြတ်ယုံများတွင်လူ2000ကျော်ချုံနောင်ထား KNU ကကြားဖြတ်တိုက်ဖြတ်ရေးနိုင်ငံတကာသို့အရေးပေါ်အကူအညီတောင်းနေဆဲတဲ့တွင်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ကရင်ပြည်နယ်ထိုင်းမြန်မာနယ်စပ်မြဝတီမြို့နယ်မင်းလက်ပံကြီးရွာတွင် KNU နှင့်စစ်တပ်အကြတိုက်ပွဲဖြစ်ပွားပြီးနောက် DKPA ကလုံခြုံရေးယူထားသောကြားဖြတ်အလို့ယုံများကို KNU ကတရားဝင်သတင်းထုတ်ပြန်ပါသည်။နိုဝင်ဘာလ22ရက်နေ့မြဝတီမြို့နယ်မင်းလက်ပံကြီးရွာတွင် KNU နှင့်စစ်တပ်အကြတိုက်ပွဲဖြစ်ပွားခဲ့ကြောင်းစစ်တပ်မှဖြူခါမှုနိုင်လွင်ဦးဆောင်သောတပ်များနှင့် DKPA မှစိုင်းကြော်လဦးဆောင်သောပူးပေါင်းတပ်များကမင်းလက်ပံရှိ KNU တပ်စခန်းများကိုထိုးစစ်ဆင်တိုက်ခိုက်လာခြင်းဖြစ်ကြောင်း တိုက်ပွဲဖြစ်ပွားပြီးနောက် DKBA စခန်းကို KNU ကသိမ်းပိုင်နိုင်ခဲ့ပြီး DKBA တပ်ဖွဲ့ဝင်230ကျော်လက်နက်ချခဲ့ကြောင်းသိရပါတယ်။ရှင်းအောင် DKBA တပ်များတက်ဆွဲထားသောအထက်ထက်သောလုံခြုံရေးအစီအမံများနှင့်ကြီးမားသောခိတ်များပါရှိသည့်လုံခြုံရေးအစီအမံသောခြံဝင်းတစ်ခုကိုသိမ်းပိုက်ရရှိခဲ့ပြီးလူရပောင်းများစွာကိုတရားမဝင်ချုပ်နှောင်ထားသည့်ကြားဖြတ်အလုပ်ရုံများကိုတွေ့ရှိခဲ့ကြောင်း KNU ကဆိုပါတယ်။ KNU ချက်များကအဆိုပါကြားဖြတ်အလို့ရုံတွင်ပတ်ဝန်းကျင်ကိုချက်ချင်းပိတ်ဆို့ပြီးရာဇဝတ်မှုတွင်ပါဝင်သည်ဟုတန်တရားရှိသူများကိုထွက်ပြေးခြင်းမှတားဆီးခဲ့ကြောင်းနိုဝင်ဘာလ22ရက်နေ့တွင် KNU ကလူကုန်ကူးမှုခံထားရသောတားကောင်များကိုခေစေရက်နှင့်လိမ်လည်မှုလုပ်ငန်းများကိုဖျက်သိမ်းရန်မြေပြင်အကဲဖြတ်အဖွဲ့နှင့်လုပ်ငန်းအဖွဲ့ကိုဖွဲ့စည်းခဲ့ကြောင်း KNU ခေါင်းဆောင်ပိုင်းကထိုင်းနိုင်ငံအာဏာပိုင်များနှင့်နိုင်ငံတကာအေဂျင်စီများတို့အတိပေးအကြောင်းကြားပြီးအကြံဉာဏ်များရယူကဖြစ်စဉ်ကိုစနစ်တကျကင်တွယ်ဆောင်ရွက်ရန်စီစဉ်ခဲ့ကြောင်း ခြံဝင်းကိုပိတ်ဆို့ထားပြီးပိတ်မိနေသူများကိုမှတ်ပုံတင်ခွဲခြားရန်ကာကွယ်ပေးရန်နှင့်ဘေးကင်းစွာရွှေ့ပြောင်းရန်အပြင်တပ်တွေကထောက်ထားများစုဆောင်းရန်အတွက်အကူအညီများတောင်းခံခဲ့ကြောင်းသိရပါသည်။ KNU ဒုတိယဥက္ကဋ္ဌနှင့်အကြီးတန်းကောင်းဆောင်များဦးဆောင်သောအစိမ့်မြင့်ကော်မတီကမြေပြင်အဖွဲ့နှင့်အနီးကပ်ကြီးကြပ်ကုတ်ခဲ့၍စီမံမှုများလုပ်ဆောင်နေကြောင်း နိုဝင်ဘာလ23ရက်နေ့နနက်9:00နာရီအချိန်အဖွဲ့ဝင်၁၀ဦးပါ KNU မြေပြင်အကဲဖြတ်အဖွဲ့က KNU လုံခြုံရေးတပ်ဖွဲ့များ၏အဆောင်အယောက်ဖြင့် DKBAE ကြားဖြန့်ချမ်းဝဲအတွင်သို့ဝင်ရောက်ခဲ့ကြောင်းအဆိုပါအဖွဲ့ကကြားဖြန့်ရုံများတွင်ပိတ်မိနေသူများကိုခွဲခြားသိရှိရန်တပ်သေးကံအထောက်အထားများစုဆောင်ခြင်းတပ်သေးကံများထံမှထွက်ဆိုချက်များရယူခြင်းနှင့်လူသားချင်းစာနာမှုဆိုင်ရာလုပ်ငန်းစဉ်များအတွက်လိုအပ်သည့်စာရွက်စာတမ်းများကိုစူးစီးခြင်းတို့လှုပ်ဆောင်နေကြောင်းသိရပါသည်။နိုဝင်ဘာလ23ရက်နေ့ပထမနေ့တွင်ကြားဖြန့်ချမ်းဝင်းအတွင် ကွန်ကရစ်အဆောက်အုံ20ခန့်ကိုတွေ့ရှိရပြီး၎င်းတို့အနက်နှစ်ခုသည်ရုံအဆောက်အုံများဖြစ်ကကွန်ပျူတာနှင့် IT ပစ္စည်းများဖြင့်လိမ်လည်မှုလုပ်ငန်းများလုပ်ကိုင်ခဲ့ကြောင်းခြံဝင်းအတွင်လူ2000ခန့်ကိုချုပ်နှောင်ထားကြောင်းပထမနေ့တွင်နိုင်ငံပေါင်း၈နိုင်ငံမှလူပေါင်း396ဦးကိုအတည်ပြုနိုင်ခဲ့ပြီးကွန်ပျူတာများနှင့်မိုဘိုင်းဖုန်းများကိုတင်စီကစုံစမ်းစစ်ဆေးမှုများဆက်လက်လုပ်ဆောင်ခဲ့ကြောင်းအရွယ်အစား၄ဘီကန်ရှိတန်တစ်တာကြီးများစွာကိုတွေ့ရပြီး၎င်းတို့အနက်အများစုမှာတော့ခတ်ထားကြောင်း ကြားဖြန့်ရုံအတွင်တွေ့ရှိရသည့်ထိုင်းနိုင်ငံသား28ဦးကိုလည်းတွဲပြောင်းပေးအပ်ခဲ့ကြောင်းသိရပါတယ်။နိုဝင်ဘာလ24ရက်နေ့ဒုတိယနေ့တွင် KNU ကရေပြင်အခွဲတွင်အခွဲဝင်23ဦးထပ်မံအားဖြည့်တင်ထားပြီးလူများအဆောက်အုံများပိုင်ဆိုင်မှုများနှင့်စာရွက်စာတမ်းများကိုစစ်ဆေးခြင်းလုပ်ငန်းကိုအရှိန်မြှင့်ခဲ့ကြောင်းလူ345ဦးကိုညှိသူညီဝါဖြစ်ကြောင်းအတည်ပြုနိုင်ခဲ့ပြီးကွန်ပျူတာနှင့်မိုဘိုင်းဖုန်းများကိုနောက်ထပ်စုံစမ်းစစ်ဆေးရန်အတွက်တင်စီခဲ့ကြောင်း ထိုင်းနိုင်ငံသား36ဦးကိုထိုင်းအာဏာပိုင်များထံလွှဲပြောင်းပေးခဲ့ကြောင်းမြန်မာ Future Star Company Limited IDICA မှတ်ပုံတင်နံပါတ်10590 9626ခုနှစ်ဩဂုတ်လ2ရက်နေ့တွင်မှတ်ပုံတင်ထားသည့်ကုမ္ပဏီအချက်အလက်စာရွက်စာတမ်းတချို့လည်းသိမ်းဆည်းရရှိခဲ့ကြောင်းသိရပါသည်။အခန်းအကျယ်ဝအလျားနှင့်အနံ့၄ပေ၆ပေရှိပြီးထိုင်းစရာထိုင်းကုန်တစ်ခုနှင့်ပါဝင်သောလှုပ်ဝက်စမ်းကြဲသောနေရာများစွာကိုလည်းတွေ့ရှိရပြီးနှင်းပတ်နှိမ့်ဆက်ရန်သုံးသည့်အခန်းများ ထိုးချက်ခုဖြစ်နိုင်ခြေရှိကြောင်းတေချာတိကျရရသောစုံစမ်းစစ်ဆေးမှုအရေးတကြီးလိုအပ်နေကြောင်းကြားဖြတ်လုပ်သမားတို့ချို့တွင်လက်နက်ကင်များကင်ဆောင်ထားကြောင်းတွဲဆောင်မိမျက်မှုများအရာအချို့သောတန်တရားရှိသူများသည်ခြံဝဲတွင်စီမံခန့်ခွဲသူများဖြစ်ကြပြီးထွက်ပြေးခွင့်ပြုရန် KNU အဖွဲ့ဝင်များထံသို့လက်ထိုးရန်ကြိုးပမ်းခဲ့ကြကြောင်းသိရှိရပါသည်ကြားဖြန့်ချမ်းဝဲအတွင်းတွဲဆောင်မိမျက်မှုများကိုလှုံ့ဆော်ခဲ့ရာဖိလစ်ပိုင်နိုင်ငံသားတအူးကအမေရိကန်နိုင်ငံသားများကိုပြစ်မှတ်လိမ့်လေတာဝန်ချထားခံရပြီး တလလျင်အမေရိကန်ဒေါ်လာ9သိန်းအထိရရှိကြောင်းထပ်မံစုံစမ်းစစ်ဆေးမှုများလှုပ်ဆောင်ရန်လိုအပ်ကြောင်းအခြားအလုပ်သမားတအူးကမူလဆလုံးဝမရရှိကြောင်းပြောဆိုပါတယ်